1990ပြည့်လွန်နှစ်အလယ်ပိုင်းလောက်ကပါဥရောပတစ်ဖက်ကကလေးတွေဟာ Paris မှာ Disneyland ရှိနေလို့အရန်ကိုပျော်ရွှင်နေကြပါတယ်အခုမြင်နေရတဲ့ကလေးနှစ်ယောက်ကတော့ Switzerland ကနေအဝေးကြီးခီးနှင်လာရတာပါသူတို့မိသားစုကိုဒီခေါ်လာဖို့အမြဲတမ်းတောင်းဆိုနေကြတာပါနောက်ဆုံးမှာတော့သူတို့ဒီကိုရောက်လာကြပါပြီသူတို့ထင်ထားတာထက်ပိုမိုက်နေပါတယ်ဒါဟာတကယ်ကိုကဘာပေါ်မှာအပျော်ရွှင်ဆုံးနေရာပါပန်းချံကလူစီကားနေပြီးနေတဲ့ချီတက်ပွဲက Main Street ကိုဖျက်ရွှေ့ရှားနေပါတယ် သူတို့ဟာ Disney ရုပ်ရှင်ထဲမှာမြင်မြင်နေရတယ်လို့ပါပဲအားလုံးရဲ့အပေါ်မှာအမြင်ကြီးတည်ရှိနေတာကပန်းချံရဲ့အဓိကအစိတ်ပိုင်းဖြစ်တဲ့ Sleeping Beauty ရဲ့ရဲတိုက်ပါပြင်သစ်နေရာအောင်မှာရွှေရောင်ထိပ်ဖျားတွေကတောက်ပနေပါတယ်ဒီအတိုင်းကြည့်လိုက်ရင်တော့သူတို့ဟာတခြားမိသားစုတွေလိုပါပဲသူတို့ဟာဥရောပမှာအနားယူဖို့ရောက်လာတဲ့အရှိအအားကတန်တမန်တွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်မောင်နှမနှစ်ယောက်ကခြိတက်ပွဲကိုကြည့်နေပေမဲ့သူတို့ရဲ့မျက်လုံးတွေကရဲတိုက်စီကိုအငြင်းတန်းပြောင်းရောင်းသွားပါတယ် သူတို့ဟာအဲ့ဒီထဲမှာရှိနေတယ်လို့စိတ်ကူးကျင်နေတယ်လို့ပါပဲသူတို့ဟာတော်ဝင်မိသားစုဝင်တွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်အမှန်တကယ်လည်းသူတို့ဟာတော်ဝင်မိသားစုတွေဝင်နေပါဒါပေမဲ့သူတို့ရဲ့ဘဝကပုံမြင်တဲကလို့မဟုတ်ပါဘူးကောင်းလေးကြီးလာတဲ့အခါသူဟာသူ့ရဲ့ကိုယ်ပိုင် empire ကိုပိုင်ဆိုင်ရပါလိမ့်မယ်ကောင်းမလေးကြီးလာတဲ့အခါကမ္ဘာပေါ်မှာအန်ရဲ့အရှိဆုံးအမျိုးသမီးတွေကတယောက်ဖြစ်လာပါလိမ့်မယ်အဲ့ဒီကောင်းမလေးကဘာတူလဲဆိုတော့ကင်ယိုကြောင့်ပဲဖြစ်ပါတယ် သူမဟာမြောက်ကိုရီးယားအစိုးရအဖွဲ့ရဲ့အဓိကပုံကိုယ်တွေကတယောက်ပါ။သူမအကြောင်းထပ်ပြီးတိတိကျကျသိကြရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးခင်ဗျာ။မျက်နှာနှစ်ဖက်နဲ့သူမ2024ခုနှစ်အော်တိုဘာလကမြောက်ကိုရီးယားနိုင်ငံပျုံယဲမြို့မှာဒရုန်းတစ်စီးပြတ်ကျသွားခဲ့ပါတယ်။အဲ့ဒါကမြောက်ကိုရီးယားစန့်ကျင်ရေးဝါရဖြန့်စာရွက်တွေဖြန့်ဝေနေတာပါ။တောင်ကိုရီးယားကပို့လိုက်တာဖြစ်နိုင်ပါတယ်။ အရင်ကတနိုင်ငံနဲ့ဖြစ်ခဲ့တဲ့နိုင်ငံနှစ်ခုကြားနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့တင်းမာဟုရဲ့နောက်ထပ်လုပ်ရက်တစ်ခုပါ။မြောက်ကိုရီးယားဆိုရကတရားဝင်ကြေညာချက်တစ်ဆောင်ထုတ်ပြန်ပြီးတောင်ကိုရီးယားကစစ်ရေးတင်းမာမှုတွေကိုထပ်ပြီးမြင့်တင်မယ်ဆိုရင်အစိုးဆုံးကိုမျှော်လင့်ထားပါတယ်လို့တတိပေးလိုက်ပါတယ်။အစိုးဆုံးဆိုတာကနျူကလ িয়ার လက်နက်နဲ့ပြန်လည်တုံ့ပြန်တာကိုဆိုလိုတာပါ။နေဆက်ကိုစစ်ရေးအင်အားအပြည့်အဝတက်ဆင်ထားပြီးပြစ်ခတ်ဖို့အသင့်အနေထားမှာရှိနေပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার ချိမ့်ချောက်မှုတွေကအစမ်းတကြိမ်တော့မဟုတ်ပါဘူး။ ကင်ဂျွန်အန်းကသူ့ရဲ့အိမ်နီးချင်းကိုခြေမုံးပြစ်မယ်လို့ဟိုးရင်ကလေးကချိန်ချောက်ခဲ့ပြီးအဖွဲ့ရဲ့တိုးပွားလာတဲ့နျူကလ িয়ার လက်နက်တွေကိုပုံမှန်ပြပခဲ့ပါတယ်။အသိဖြစ်တာကဒီချိန်ချောက်မှုကကင်ဂျွန်အန်းစီကမဟုတ်ဘဲကင်ယိုဂျောင်စီကလာတာပါ။ကဘာကြီးကဒီမျိုးသမီးကို2018ခုနှစ်ဖေဖော်ဝါရီလမှာတောင်ကိုရီးယားမှာကျင်းပတဲ့ဆောင်းရာသီအိုလံပစ်အားကစားပွဲမှာပထမဆုံးမြင်ခဲ့ရပါတယ်။ဆယ်သူနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်ကင်မီသားစုဝင်တအူကတောင်ကိုရီးယားမြေပေါ်ကိုခြေချခဲ့ခြင်းလို့လဲဆိုနိုင်ပါတယ်။ သုံးရကြတဲ့ဒီခီးစဉ်ဟာသတင်းမီဒီယာတွေကိုဖန်ဆားနိုင်ခဲ့ပြီးကေယိုကြောင့်ကအစည်းအဝေးကိုတက်ရောက်ခဲ့တယ်လို့တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းနဲ့နေလေသာအတူစားပြီးလက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။သူ့ကိုယ်နဲ့မတူပဲသူကကြောက်စရာမကောင်းပါဘူး။သူကချိန်ချောက်မှုတွေလုပ်မနေပါဘူး။သူကဆွဲဆောင်မှုရှိပြီးညှင့်သာသွားပြောဆိုတတ်တာကြောင့်တန်တမန်ဆန်ပါတယ်။ဒါကြောင့်မြောက်ကိုရီးယားကလမ်းကြောင်းပြောင်းတော့မလို့ခံစားရပါတယ်။ဒါကခေတ်တစ်ခုရဲ့အစားငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့တောင်ကိုရီးယားမှာလူတွေမြင်ရတဲ့ယူချောင်ကသူ့ရဲ့အခြားတစ်ဖက်ပါမကြခင်မှာတော့ကဘာကြီးကနောက်တစ်ဖက်ကိုမြင်ရပါလိမ့်မယ်ကင်ယူချောင်ရဲ့အစောပိုင်းနေ့ရက်များကင်ယူချောင်ကို1989ခုနှစ်ဒါမှမဟုတ်1989ခုနှစ်မှာဖွားခဲ့ရလို့သတ်မှတ်နိုင်ပါတယ်နေ့တိကျကိုတော့အတီးပြုတ်ကိုခတ်ခဲပါတယ်2011ခုနှစ်မှာဖခင်ဖြစ်သူကင်ဂျုံဤရုတ်တရက်ကွယ်လွန်သွားပြီးသူ့ရဲ့အငယ်ဆုံးသားကင်ဂျုံအန်းကိုဆက်ခံသူအဖြစ်ကြီးညာခဲ့ပါတယ် ဖခင်ရဲ့ဇာပနာမှာအမျိုးသမီးငယ်တူကသူ့နောက်မှာရက်နေပြီးအနက်ရောင်ဝစ်စင်ကိုဝစ်စင်ထားပါတယ်။ပြီးတော့သူမကောင်းကိုဘေးကိုစောင်းငယ်ထားပြီးမျက်လုံးကြည့်တွေကိုအောက်ချထားပါတယ်။သူကတခြားသူတွေလိုပဲငိုကြွေးနေပေမဲ့သူ့ကိုယ်နဲ့မတူတာကဘသူမှသူ့နာမည်ကိုမသိပါဘူး။ကင်ယိုကြောင့်ကသူ့ဘဝတစ်ခုလုံးကိုအရေးထဲမှာဖျက်ဆီးခဲ့ရပါတယ်။မြောက်ကိုရီးယားနိုင်ငံအတွင်းမှာတော့သူ့ရဲ့တရှိမှုကလျှို့ဝှက်ချက်တစ်ခုပါ။ဓာတ်ပုံတွေလည်းမရှိတရံဝင်ပေါ်ပြကြလည်းမရှိ နိုင်ငံပိုင်မီဒီယာမှာတော့သူမကိုခြေရခံလို့မရခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒါကစက်ခံမှုမှာအရှုပ်ထွေးဖြစ်စေတယ်လို့ပြောင်းလဲမှုလည်းဖြစ်သွားစေပါတယ်။ပထမတော့သူကတခြားလက်ထောက်တွေလိုပဲရောနှောပါဝင်နေပါတယ်။နောက်ခံမှာတိတ်ဆိတ်ပြီးတောင်းဝင်တိတဲ့တရှိမှုတစ်ခုပေါ့။သူမကသူ့ကိုယ်ရဲ့ဖိုင်ကိုတည်ဆောင်တယ်။သူ့ဘေးမှာရက်တယ်။ဆက်လက်လုံခြုံတောက်တဲ့အာနာရှင်ကသူ့ရဲ့ပြားတွေကိုခါထုတ်နိုင်အောင်လေးလံတဲ့ခရစ်စတယ်ပြာခွက်ကိုသူမကကင်ထားပေးတယ်။ပြင်ပကဘာအတွက်ကတော့သူမကိုလက်ထောက်တယောက်လိုပဲမြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမဲ့သေချာကြည့်ရင်သူကအဓိကအချိန်ခါတွေမှာသူ့နောက်မှာအမြဲတမ်းရပ်နေပြီးအရာအားလုံးအစီအစဉ်တိုင်းလှုပ်ဆောင်နိုင်အောင်အထောက်အကူဖြစ်စေခဲ့ပါတယ်။ဒါကြောင့်မဲ့နိုင်ငံသားတုံးသက်သူတွေကသူ့ရဲ့တည်ရှိမှုကိုသတိထားမိလာပါတယ်။ထောက်လိုင်းအေဂျင်စီတွေသတင်းတောက်တွေနဲ့အတိုက်ခံတွေအားလုံးကမေးခွန်းတစ်ခုတည်းကိုမေးနေကြပါတယ်။သူမကဘသူလဲ။အ ਨੇ စုံကင်ဂျုံအန်အတွက်တော့သူကယင်းနှီးရတဲ့ယုံကြည်ရသူတူပါ။သူအမှန်တကယ်ယုံကြည်တဲ့မိသားစုဝင်တူပါပဲ။ အဲ့ဒါကဥရောပမှာသူတို့ရဲ့ငယ်ဘဝနဲ့ပတ်သက်နေတာဖြစ်နိုင်ပါတယ်။ဆွစ်ဇာလန်1990ပြည့်လွန်နှစ်အလယ်ပိုင်းမြောက်ကိုရီးယားကကလေးနှစ်ယောက်ကဘန်မျိုးကပုတ်ကလစ်ကအကြောင်းတစ်ခုမှဆင်ရင်သွင်းခဲ့ပါတယ်။တရံဝင်ရဆိုရင်တော့သူတို့ကတန်တမန်တွေရဲ့ကလေးတွေပါ။ဒါပေမဲ့သူတို့ရဲ့နိုင်ငံကူးလက်မှတ်နံပါတ်တွေကအတုတွေပါ။သူတို့ကတကယ်တမ်းမြောက်ကိုရီးယားရဲ့အင်အားအကြီးဆုံးမိသားစုရဲ့အမွေခံနေဆိုတာဘယ်သူမှမသိပါဘူး။ဒီမှာတော့သူတို့ကအဝေးကြီးမှာရှိတဲ့နိုင်ငံတစ်ခုကနိုင်ငံသားကလေးနှစ်ယောက်လို့သတ်မှတ်ထားပါတယ်။ သူတို့ရဲ့အတန်းမော်တွေအတွက်တော့သူတို့ကပုံမှန်ကလေးတွေလိုပါပဲဘောလုံးကစားတာသူတို့ရဲ့ရိုးရိုးရှင်းရှင်းတိုက်ခန်းကိုတငယ်ချင်းတွေဖိတ်ခေါ်တာနှင်းလျှော်စီခရီးတွေသွားတာဥရောပကိုခရီးသွားတာနဲ့ဒစ္စနီလန်ကိုသွားလည်တာတွေလုပ်ကြပါတယ်ပုံမှန်မိသားစုတစ်ခုလိုပါပဲသူတို့ကပါမန်မဟုတ်တာကလွဲလို့ပေါ့သူတို့ရဲ့မိခင်ဟာသူတို့ရဲ့မိခင်အစ်စ်မဟုတ်ပါဘူးဆိုဇာလန်မှာသူတို့ကိုစောင့်ရှောက်ဖို့ဆေလွတ်ခံရတဲ့သူတို့ရဲ့အတော်ကလည်းနောက်ပိုင်းမှာအမေရိကန်ကိုထွက်ပြေးသွားပြီးအဲ့ဒီမှာလျှို့ဝှက်စွာနေထိုင်နေပုံရပါတယ် ကိုရံစွတ်ကကင်ဂျုံအန်းနဲ့သူ့ရဲ့မြမတို့ကဆူဇာလန်ကဘော်ဒါကျောင်းမှာတက်ရောက်နေတော့စောင့်ရှောက်ဖို့မြောက်ကိုရီးယားကနေလာခဲ့တာပါသူတို့ရဲ့မိခင်အတုလိုပဲတနေ့မှာတော့ကလေးနှစ်ယောက်ကလည်းတတိပေးချက်မရှိနှုတ်ဆက်ခြင်းမရှိပဲရုတ်တရက်ပျောက်ကွယ်သွားပါတယ်ကင်ဂျုံအန်းနဲ့ကင်ယိုကျောင်းတို့ကိုကျောင်းကနေခေါ်ထုတ်ပြီးမြောက်ကိုရီးယားကိုပြန်ပို့လိုက်တာဖြစ်နိုင်ပါတယ်နိုင်ငံရေးနယ်ပယ်မှာသူမရဲ့ဝန်ဆန်းခဲ့ပြုံးကင်ယိုကျောင်းဆူဇာလန်မှာနေထိုင်ပြီးနောက်ပိုင်းမှာပျုံယန်းကကင်စီအုံးကိုတက္ကသိုလ်မှာကွန်ပျူတာသိပ္ပံကိုသင်ယူခဲ့ပါတယ် 2014ခုနှစ်မှာအမြင့်ဆုံးကောင်းဆောင်ဖြစ်တောင်ဝင်ယူပြီး၃နှစ်ကြာမှသူ့ကိုဟာဆေးကုသမှုခံယူဖို့လိုအပ်လာခဲ့ပါတယ်။အဲဒီအချိန်မှာကင်ယိုဂျောင်ကနိုင်ငံတော်တောင်ဝင်တွေကိုလက်လွှဲယူခဲ့ပါတယ်။နှစ်ကုန်ပိုင်းမှာသူ့ကိုကသူ့ကိုပါတီရဲ့ဝါဒဖြန့်ချီရေးနဲ့လှုံ့ဆော်ရေးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။အဲဒီဌာနဟာမြောက်ကိုရီးယားအတွင်းကပုံရိပ်တိုင်းမိန်ငွန်းတိုင်းနဲ့သတင်းဆောင်ပါတိုင်းကိုထိန်းချုပ်တဲ့အတွက်နာမည်ဆိုးနဲ့ကြော်ကြားပါတယ်။2018ခုနှစ်မှာကင်ယိုဂျောင်ကို ပေါ်လစ်ဘျူရိုဖွဲ့ဝင်ဖြစ်တရားဝင်တိုးမြှင့်ခန့်အပ်ခဲ့ပါတယ်။သူမဟာအမြင့်ဆုံးအာဏာကစားပွဲမှာနေရာတနေရာရရှိခဲ့ပေမဲ့သူ့ရဲ့အစ်စ်မှန်ပါရမီကဝါရဖြန့်ချီရေးမှာပဲရှိနေသေးပါ။ကင်ဂျုံအန်ဘေဂိုပဲရောက်ရောက်ကင်ယိုဂျုံကလည်းအဲ့ဒီမှာပဲရှိနေပါတယ်။သူ့ရဲ့ညီမအဖြစ်တင်မကားပဲသူ့ရဲ့ပြည်သူဆက်ဆံရေးမန်နေဂျာသူ့ရဲ့အရေးအဖြစ်လည်းရှိနေပါတယ်။သူရောက်လာခင်မှာသူမကစင်မြင့်ကိုပြင်ဆင်ပေးပြီးသူထွက်သွားတဲ့အခါမှာတစီတကောင်လိုသူ့နောက်ကနေလိုက်ပါသွားပါတယ်။ တနေ့ကျမှသူမဟာဘဝမှာပထမဆုံးအကြိမ်လူအများရဲ့အာယုံစိုက်ခံ ဖြစ်လာပါတယ်။ဘလို့မျိုးလဲဆိုတော့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအဲရဲ့ညီမဖြစ်သူက1500ခုစ50ခုနှစ်ကနေ1953ခုနှစ်အထိကိုရီးယားစစ်ပွဲနောက်ပိုင်းမှာတောင်ကိုရီးယားကိုရောက်လာတဲ့သူ့မိသားစုရဲ့ပထမဆုံးအဖွဲ့ဝင်ဖြစ်လာပါတယ်။ကင်ယိုဂျောင်ဟာ2018ခုနှစ်ဆောင်းရာသီအိုလံပစ်ပွဲတော်အဖွဲ့ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အဆင့်မြင့်ကိုယ်တိုင်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ူမဟာတောင်ကိုရီးယားနဲ့နိုင်ငံတကာသတင်းစာတွေကိုစွဲဆောင်နိုင်ခဲ့ပြီးဒီအတွက်မဟာဗျူဟာတစ်ခုရှိပုံရပါတယ်။နှစ်ပေါင်းများစွာတိုင်းကင်ဂျုံအန်ကိုရက်ဆက်ကြမ်းကြုတ်တဲ့အာဏာရှင်နျူကလ িয়ার ကိုဆွဲလဲနေတဲ့ယူသူတူတူအုပ်ဖြစ်ရှုမြင်ခဲ့ကြပါတယ်။ကင်ယိုဂျောင်ရဲ့လမ်းညွှန်မှုအောက်မှာအဲ့ဒီပုံရိပ်ဟာပျော့ပြောင်းသွားခဲ့ပါတယ်။တူမဟာသူ့ကိုယ့်ရဲ့ပုံရိပ်ကိုဂယုတစိုက်ပြန်လဲမုံမှန်ပေးနေတာပါ။2018ခုနှစ်မှာမြောက်ကိုရီးယားဟာရုတ်တရက်ပွင့်လင်းလာပုံရပါတယ်။တူမဟာတမရမွန်ဂျန်အွန်းနဲ့စနေနေ့မှာတွေ့ဆုံခဲ့ပါတယ်။ ကျန်းကျင်သူအချို့ကအဲ့ဒီတွေ့ဆုံမှုအစဉ်ပြေရင်ဒီခီးစဉ်ဟာတမရမွန်နဲ့ကင်ဂျုံအန်းတို့ကြားအင်တာကိုရီးယားထိပ်သီးအစည်းအဝေးအတွက်အခြေခံအုတ်မြစ်ချပေးနိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။နှစ်လကြာမှာကင်ဂျုံဝန်နဲ့တောင်ကိုရီးယားတမရမွန်ချဲအင်းတို့ဟာနယ်စပ်မှာတွေ့ဆုံခဲ့ပါတယ်။သူတို့လက်ဆွဲနှုတ်ဆက်ကြပြီးရီမောကြတယ်လို့တစ်ဖက်စလုံးမှာလက်ခုပ်တံတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲဒေါ်နယ်ထရန့်ဟာကင်ဂျုံအန်းနဲ့အတူစင်ကာပူမှာတပိုင်းဝင်ထိပ်သီးအစည်းအဝေးတစ်ခုအတွက်တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးအားကြီးမားတဲ့စပွဲတစ်ခုမှာထိုင်ပြီးမြောက်ကိုရီးယားကနျူကလ িয়ার နဲ့နဲ့ဖြတ်သိမ်းဖို့ရည်ရထားကြောင်းဖော်ပြတဲ့တမိုင်းဝင်စာရွက်စာတမ်းတစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ထရိုင်ရဲ့ဘေးမှာနိုင်ငံသားဝင်ကြီးမိုက်ပွန်ပီယိုရှိပါတယ်။ကင်ဂျွန်ရဲ့ဘေးမှာသူ့ရဲ့ညီမရှိပါတယ်။ကမ္ဘာကြီးကအကြောက်ရဆုံးနျူကလ িয়ার အင်အားကြီးနိုင်ငံတွေထဲကတစ်ခုဟာတကယ်ပဲလက်နက်ဖြတ်သိမ်းလက်နက်ဖြတ်သိမ်းနိုင်မယ်လို့ယုံကြည်ရောက်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကင်ယိုကြောင့်အကြောင်းကတော့ထူးဆန်းနေပါတယ်။သူမပေါ်လာဘူး။သူမရဲ့အမူအရာ ူမရဲ့အပြုံးတွေဟာအားလုံးအတွက်ထူးဆန်းဖြစ်ပြီးအလွန်အမင်းပြည့်စုံနေပုံရပါတယ်။ပြောရမယ်ဆိုသူမရဲ့လှုပ်ရှားမှုတိုင်းကအနှဲငယ်တွက်ချက်ထားပုံရပါတယ်။ဒါဟာအစပဲရှိပါသေးတယ်။သူမရဲ့တယုံမှန်ရနိုင်တဲ့အထောက်အထားကအလွန်နှဲပါပေမဲ့ကျွန်တော်တို့သိထားတဲ့အရာတွေကသူမဟာတောင်ကိုရီးယားအမေရိကန်ပြည်ထောင်စုနှစ်ခုစလုံးနဲ့ဆက်သွယ်ရမှာအဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။သူမဟာဆိုးရရဲ့ဝါရဖြန့်ချီရေးလုပ်ငန်းဆောင်လာတွေကင်တွယ်ဖို့လဲတာဝန်ပေးခံရပါတယ်။ ဗီယက်နာမှာရှိတဲ့ဗဟုဥရောပတက္ကသိုလ်ရဲ့နိုင်ငံရေးသိပ္ပံပညာရှင်အီဒယ်ဒါမီနော့ကမြောက်ကိုရီးယားရဲ့အာနာတီဆောက်ပုံတွေကိုနှစ်ပေါင်းများစွာလေ့လာခဲ့ပြီးဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။ကေယိုဂျောင်းဟာမြောက်ကိုရီးယားရဲ့ထိပ်တန်းဝါဒဖြန့်ချီရေးအကြီးအကဲဖြစ်ပုံရပါတယ်။သူမတောင်းဝေယူပြီးကလေးကမြောက်ကိုရီးယားအစိုးရကကမ္ဘာကြီးနဲ့ဆက်သွယ်ရမှာတိတိတသားပြောင်းလဲသွားခဲ့ပါတယ်။ပို့ပြီးလိုင်ရောညီထွေရှိလာပြီးအွန်လိုင်းပေါ်ကိုလည်းရောက်ရှိလာခဲ့ပါတယ်။ဥပမာအနေနဲ့ဆိုရင် YouTube လိုမျိုးနောက်နိုင်ငံ platform အချို့ကိုအသုံးချပြီး နောက်ကိုရီးယားရဲ့ရှူတောင်ချုပ်ကိုထုတ်လွှင့်ဖို့ကြိုးပမ်းမှုအများပြားရှိခဲ့ပါတယ်။အဲ့ဒီလိုမှတ်ချက်ပေးခဲ့တာပါ။ကေယိုကြောင့်ရဲ့စောင့်ကြည့်မှုအောက်မှာနောက်ကိုရီးယားဝါရဖြန့်ချီဟာ digital kit တွေကိုရောက်ရှိသွားခဲ့ရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ကေယိုကြောင့်ရဲ့အစ်မှန်ခန်းကဏ္ဍကအစိုးရရဲ့နိုင်ငံခြားရေးမူဝါဒပြောရေးဆိုခွင့်ရှိသူဖြစ်ရှိနေပုံရပါတယ်။၂020ပြည့်နှစ်မှာကေယိုကြောင့်ကကေဆောင်းနယ်စပ်မှာရှိတဲ့ဆက်သွယ်ရေးယုံလို့ခေါ်တဲ့တန်ယုံနဲ့တူတဲ့အဆောက်အအုံကိုဖျက်ဆီးဖို့အမိန့်ပေးခဲ့ပါတယ်။ ဲ့ဒါကတောင်ထဲမြောက်နှစ်နိုင်ငံကြားမှာလုံခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်ထောင်ခဲ့တဲ့အားနည်းတဲ့တန်တမန်ဆက်သွယ်မှုတစ်ခုပါသူ့ရဲ့တစ်ချိန်ကယဉ်ကျေးတဲ့အပြုံကပျောက်ကွယ်သွားပါပြီသူ့ရဲ့စကလုံးတွေကပုံပြီးပြင်းထန်မာကျောတဲ့အုံနှုံတွေဖြစ်လာပါတယ်2022ခုနှစ်မှာကင်ဂျုံအန်ကရှားပါတဲ့လူမှုမိန်ကွန်းတစ်ခုမှာနိုင်ငံကိုမိန်ကွန်းပြောကြားခဲ့ပါတယ်မြောက်ကိုရီးယားပြည်သူတွေကသူ့အတန်ကို နိုင်ငံပိုင်မီဒီယာမှာပထမဆုံးအကြိမ်ကြားခဲ့ရတာပါအဲ့ဒီပွဲကိုဖျားနာနေပေမဲ့ သူ့လူတွေကိုစိုးရင်လုံးလို့အနားမယူခဲ့တဲ့သူ့အကိုကိုချီးကျူးဖို့စီစဉ်ထားတာပါသူ့မှာကိုဗစ်ရှိခဲ့ပေမဲ့သူ့အဆိုအရတကယ်တရားခံကကိုဗစ်မဟုတ်ပါဘူးတောင်ကိုရီးယားဆိုတာမျိုးပါအဲ့ဒီဘွေကိုတက်ရောက်ခဲ့တဲ့တာဝန်ရှိသူတွေကမျက်ရည်လက်ရွှဲဖြစ်ခဲ့ကြပါတယ်တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေက2021ခုနှစ်မှာနယ်စပ်ဖြတ်ကျော်ပြီးစာရစလန်းတွေပို့တဲ့အခါကေယိုဂျုံကအလားတူတုံ့ပြန်မှုမိန့်ပေးခဲ့တယ်လို့စွပ်စွဲခံရပါတယ်။ DM ဆက်ပေါ်ကိုပြန့်လွင့်လာတဲ့ဘောလုံးတွေမှာ အမိုက်နဲ့မစင်အိတ်တွေတည်ဆောင်လာပါတယ်။အော်တိုဘာလမှာသူကယူကရိန်းနဲ့တောင်ကိုရီးယားကိုအမေရိကန်ပြည်ထောင်စုကတပ်ဖြတ်ထားတဲ့ခွေးစိုးကြီးတွေလို့သုံးနှုန်းခဲ့ပါတယ်။အဒီလာနောက်ပိုင်းမှာနောက်ထပ်ရေးသားထားတဲ့ထုတ်ပြန်ချက်တစ်ခုမှာသူမရဲ့နောက်ဆုံးစကားလုံးတွေကလည်းအလားတူပုံစံမျိုးပြတ်သားနေပါတယ်။ပြောင်းလဲမှုဆိုတာဘယ်တော့မှမရှိနိုင်ပါဘူး။အရေးယူပိတ်ဆို့မှုဖြစ်အားနဲ့ချိန်ချောက်မှုတွေကကျွန်တော်တို့ကိုမတားဆီးနိုင်ပါဘူး။သူတို့ကကျွန်တော်တို့ကိုပိုကောင်းပြီးအားကောင်းစေခဲ့ပါတယ်။ လူမိုက်ပြတော့မဟုတ်ရင်ကျွန်တော်တို့ရဲ့ပြောင်းလဲမှုကိုမျှော်လင့်တဲ့မိုင်မဲတဲ့လုပ်ရက်ကိုမလုပ်သင့်ပါဘူးဆိုပြီးတုံ့ပြန်ထားတာပါစစ်ရေးတင်းမာမှုတွေပြန်လည်မြင့်တက်လာမြောက်ကိုရီးယားဟာအမေရိကန်နဲ့သဘောတူညီချက်ကိုဘယ်တော့မှအလေးမထားခဲ့ပါဘူးနျူကလ িয়ার စီစဉ်ကိုဖျက်သိမ်းမဲ့စားဆက်လက်တိုးတက်အောင်လှုံ့ဆော်ခဲ့ပါတယ်ပုံမှန်လေးလေးစန့်ကျင်ပြီးဒုံးကျည်စမ်းသပ်မှုတွေဆက်လက်လှုံ့ဆော်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတောင်ကိုရီးယားနဲ့အမေရိကန်တို့ဟာသူတို့ရဲ့စစ်ရေးလေ့ကျင့်မှုတွေကိုပြန်လည်စတင်ခဲ့ပါတယ် 2023ခုနှစ်မှာအမေရိကန်သမ္မတဂျိုးဘိုင်နန်ကနောက်ကိုရီးယားနဲ့နျူကလ িয়ার ဆစ်ဖြစ်ပွားခဲ့ရင်တော့တောင်ကိုရီးယားကိုစစ်ရေးကူညီပေးဖို့တရားဝင်ကတိပြုခဲ့ပါတယ်။နောက်ကိုရီးယားကလည်းသူ့ရဲ့မဟာမိတ်တွေကိုတီဆောက်နေပါတယ်။2024ခုနှစ်ဇွန်လမှာကင်ဂျွန်ဝန်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာအပြန်အလှန်စစ်ရေးကူညီပေးတဲ့စစ်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။မကြာခင်မှာပဲနောက်ကိုရီးယားကယူကရိန်းနဲ့စစ်ပွဲမှာသူ့ရဲ့တပ်ဖွဲ့တွေကိုအားပေးဖို့ရုရှားကိုစစ်သားထောင်ပေါင်းများစွာဆီလုခဲ့ပါတယ်။ မြောက်ကိုရီးယားဟာသူ့ရဲ့တတ်မှတ်ချက်ထက်ကျော်လွန်တဲ့ပဋိပက္ခတစ်ခုတည်းကိုတက်ကြသွားဝင်ရောက်နေပါပြီ။ KO ကြောင့်ကကဘာကိုဇက်တိုက်ရန်လူတွေချင်းချောင်းမှုတွေကိုထုတ်ပြန်နေချိန်မှာသူ့အကိုကသဘောကောင်းတဲ့ခေါင်းဆောင်တို့ရဲ့ပုံရိပ်ကိုဂရုတစိုက်ပြုစုပြောထောင်နေပါတယ်။သူတို့ဟာတယောက်နဲ့တယောက်နေရာပြောင်းလဲလိုက်တယ်လို့မျိုးပါပဲ။ဒါမှမဟုတ် KO ကြောင့်ရဲ့တခုရီးသောအထုပ်ပတိရေးသားသူ S Union ကပြောသလိုပါပဲ။သူမဟာရဲသူတယောက်လိုပါပဲဆိုတဲ့အတိုင်းဖြစ်နေပါတယ်။မြောက်ကိုရီးယားသို့မဟုတ်လောကငရေကန် 2024ခုနှစ်မှာမြောက်ကိုရီးယားကထူးဆန်းတဲ့ဝါရဖြန့်ချီရေးဗီဒီယိုတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ရွှေလန်းတဲ့ကလေးတွေကအလံတွေဝှေ့ရမ်းကြပြီးစက်ရုံလုံးမားတွေကလက်ခုပ်တီးပြီးတချင်းဆုံနေကြပါတယ်။ပြီးတော့စစ်သားတွေကတရော့တွေကိုယူသွတ်စွာတီးခတ်ကြပြီးပြုံးနေတဲ့အမျိုးသမီးစစ်သားတွေကပျော်ရွှင်စွာနဲ့ကခုန်နေကြပါတယ်။ဒါဟာဂယူတဆိုင်စီစဉ်ထားတဲ့ရည်စရာပြသက်တစ်ခုလိုပါပဲ။မြောက်ကိုရီးယားရဲ့အခြေအနေအဆက်အမှန်နဲ့မတူပါဘူး။တကယ်တော့မြောက်ကိုရီးယားဟာလူတွေကိုပြန်ပေးဆွဲပြီးအကျဉ်းစခန်းတွေထဲပြစ်ချတာမျိုး နည်းနည်းလောက်ဆန့်ကျင်တာနဲ့လူသိရှင်ကြောက်ကွက်မြတ်တဲ့နိုင်ငံတစ်ခုပါပြုပြင်ပြောင်းလဲရေးထက်ငတ်မို့ခေါင်းမမှုကိုရွေးချယ်ပြီးအသက်ရှင်ရည်ရည်ထက်လက်နက်တွေကိုရွေးချယ်သလိုစားနပ်ရိက္ခထောက်ပံ့မှုထက်ဒုံးကျည်ဆန့်တက်မှုတွေကိုရွေးချယ်နေတဲ့နိုင်ငံမှာပြီးတော့တန်တမန်ရေးရထက်နျူကလ িয়ার ချင်းချောင်းမှုတွေကိုရွေးချယ်ပြီးသူ့ရဲ့နယ်နိမိတ်အတွင်းမှာလူတွေကိုတစားကန်ဖြစ်ထိမ့်သိမ်းထားတဲ့နိုင်ငံတစ်ခုပါနျူကလ িয়ার ပုံအနည်းဆုံး90ရှိတဲ့ရက်ဆက်စွာအုပ်ချုပ်တဲ့နိုင်ငံတစ်ခုပါပြီးတော့မြောက်ကိုရီးယားဟာထိ ंछ ုပ်ကန့်သတ်မှုပေါ်တိစောက်ထားတဲ့နိုင်ငံတစ်ခုပါ ။တရင်အချက်လက်တိုင်းကိုအစိုးရကဂရုတစိုက်စီမံခန့်ခွဲပါရတယ်။ပြင်ပမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့တရင်အချက်လက်တွေကိုကျွန်တော်တို့ကိုယ်တိုင်ထိန်းချုပ်ထားတယ်လို့ထင်နိုင်ပါတယ်။ဒါပေမဲ့တင်ဒီရာကိုကြည့်နေတယ်လို့ပဲ data ပွဲစားတွေကတဲ့ရဲ့ကိုရေးကိုတာအချက်လက်တွေကိုစုဆောင်းပြီးရောင်းချနေနိုင်ပါတယ်။တဲ့ရဲ့အိမ်လိပ်စာ၊ဖုန်းနံပါတ်၊ online ရှာဖွေမှုတွေနဲ့ငွေရေးကြေးရေးအချက်လက်တွေကိုတော့ပါဝင်ပါတယ်။ဒီ data တွေကကြားဖြန့်လိမ်လည်မှုတွေကိုသာဥတီစေတာမဟုတ်ပါဘူး။ သင်ရဲ့အာမခံနှုံးထားတွေနဲ့အနာဂတ်အလောက်လျှောက်လာတွေမှာတော့တက်ရောက်မှုရှိစေနိုင်ပါတယ်။မြောက်ကိုရီးယားမှာရုပ်ပုံတွေနဲ့ဇာတ်ကြောင်းတွေကအရင်အရေးကြီးပါတယ်။ကင်မီသားသူဝင်တွေဟာအုပ်စိုးသူတွေတင်မဟုတ်ပါဘူး။သူတို့ဟာကံကြမ္မာကရွေးချယ်ခံရသူတွေပါ။သူတို့ရဲ့အာဏာကိုဖျားသခင်ကပေးအပ်ထားတာလို့ဆိုပါတယ်။ဘူဝါရာတိုင်းဆုံးဖြတ်ချက်တိုင်းအစိုးရရဲ့လုပ်ရက်တိုင်းကရည်ရွယ်ချက်တစ်ခုတည်းကိုပဲအထောက်ပံ့ပေးပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကင်မင်းဆက်ရဲ့ရှင်သန်မှုတည်ကြစီဖို့ပါ။အာနာဇင်အဆက်ကင်မင်းဆက်ရဲ့မျိုးဆက်ပြဿနာ။ ။ပမိုင်းရကင်မင်းဆက်ဟာအာနာကိုအဖေကနေတားစီကိုအမြဲတမ်းလွှဲပြောင်းခဲ့ပါတယ်။ဒါပေမဲ့ကင်ဂျုံအဲရဲ့ကျမ်းမာရေးကမင်းကုန်ထုတ်เสียပါ။သူကအသက်40ကျော်ပဲရှိသေးပေမဲ့ဇက်တိုက်ဆက်လက်တောက်ခြင်းအရက်လွန်ကျုံတောက်ခြင်းနဲ့နှလုံးပြဿနာတွေရှိတယ်လို့ကောလာဟာလာတွေထွက်နေပါတယ်။မနေ့ဖြန်မှာသာသူတခုခုဖြစ်ခဲ့ရင်မြောက်ကိုရီးယားမှာအမွေဆက်ခံသူမရှိတော့ပါဘူး။ပြောရမယ်ဆိုရင်ယောက်ျားသားအမွေဆက်ခံသူမရှိတော့ပါဘူး။မကြသေးမီနှစ်တွေမှာမြောက်ကိုရီးယားကကင်တအူးကိုလူတုထံတိတ်တဆိတ်မိတ်ဆက်ပေးနေပါဗျ။ ကင်ဂျုံအန်းရဲ့တမီပါ။သူမဟာဒုံးကျည်ပြစ်လို့မှုတွေမှာသူမအဖေဘေးနားမှာရက်နေတာကိုတွေ့ရပြီးကလေးတယောက်ပဲမဲ့ထူးဆန်းစွာတည်ငြိမ်နေပါဗျ။နိုင်ငံပိုင်မီဒီယာတွေကသူ့ကိုချစ်လာပါသောတမီနဲ့လေးစားအပ်သောကလေးလို့ခေါ်ပါတယ်။လိလာသူချို့ကသူ့ကိုနောက်ထပ်အမြင့်ဆုံးခေါင်းဆောင်ဖြစ်ပြုစုပျိုးထောင်နေတယ်လို့ယုံကြည်ကြပါဗျ။ဒါပေမဲ့သူမကအသက်17နှစ်ပဲရှိပါသေးတယ်။သူ့ရဲ့ဖေသာမမျှော်လင့်မဲ့တည်ဆုံးခဲ့ရင်ကင်ဂျုံအန်းရဲ့အဆိုအရမှာအမျိုးသမီးတွေကပိုပြီးမြင်တာတဲ့ ပိုပြီးအနာရှိတဲ့အခန်းကဏ္ဍတွေကိုယူထားပေမဲ့လည်းသူသမီးကအုပ်ချုပ်ဖို့အဆင်သင့်ဖြစ်မှာမဟုတ်ပါဘူး။နိုင်ငံကအမျိုးသားကြီးစုတဲ့နိုင်ငံဖြစ်ဆက်လက်တည်ရှိနေပါတယ်။အမျိုးသမီးတွေဟာအစိုးရရာရှိတွေရဲ့လက်ထက်မှာစနစ်တကျအလွဲသုံးသားလုပ်ခံရခြင်း၊လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းနဲ့အဓမ္မလိုအားပေးခံရခြင်းစတာတွေကိုရင်ဆိုင်ရတဲ့ရင်ဆိုင်နေရပါတယ်။ထွက်ပြေးသူ80ရာခိုင်နှုန်းကအမျိုးသမီးတွေပါ။အများစုကတရုတ်နိုင်ငံတွေကိုထွက်ပြေးကြပြီးအများအပြားကိုလူကုန်ကူးခံရတာ ဒါမှမဟုတ်လိန်အမျက်ထုတ်ခံရတာဖြစ်ပါတယ်။မြောက်ကိုရီးယားကနေထွက်ပြေးဖို့ကမဖြစ်နိုင်တော့ပါပဲ။အမျိုးသမီးတခုကကင်ဂျုံအဲ့ရဲ့နေရာကိုဆက်ခံမယ်ဆိုရင်အဲ့ဒီအမျိုးသမီးဟာအာနာအတွေ့အကြုံနဲ့အခွင့်အာဏာရှိတဲ့သူဖြစ်ဖို့များပါတယ်။သူ့ရဲ့ညီမဟာတစ်ချိန်ကနောက်ခံမှာနူးညံ့တဲ့ပုံရိပ်ရှိခဲ့ပေမဲ့အခုချိန်မှာတော့ကင်ယိုဂျောင်ဟာမြောက်ကိုရီးယားမှာအာနာအရှိဆုံးနဲ့အကြောင်းရင်းရဆုံးပုံကိုယ်တွေကတူဖြစ်လာခဲ့ပါတယ်။သူမရဲ့စောင့်ကြည့်မှုအောက်မှာမြောက်ကိုရီးယားအစိုးရဟာကဘာကြီးနဲ့ဘလို့ဆက်သွယ်ဆောင်ရွက်တဲ့တယ်လဲဆိုတာကို အရင်ကထက်ပိုပြီးဂယုတစိုက်တင်ယူခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အာဏာဟာဇလန်းတွေကိုထိန်းချုပ်ရုံနဲ့မဟုတ်ပါဘူး။၂021ခုနှစ်မှာကင်ယိုဂျောင်ဟာသူ့ကိုယ်ရဲ့လမ်းစဉ်ကိုလိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။အရင်မြင့်အများပြရဲ့အဆိုအရသူမဟာသူ့ကိုစိတ်နှောင့်ယှက်ဖြစ်စေမဲ့အစိုးရအစိတ်မြင့်အရာရှိတွေကိုကိုယ်တိုင်ကွပ်မျက်ဖို့အမိန့်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အန်ရဲအရှိဆုံးအရာကသူမဟာနျူကလ িয়ার ခလုတ်ကိုနှိမ့်နိုင်တဲ့သူဖြစ်နေတာသာမကသူမရဲ့ဆုံးဖြတ်ချက်ကိုဆိုခေါင်းဆောင်ကင်ဂျွန်အန်းကယုံကြည်ပေးနေတာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာသူမအနေနဲ့ဘလောက်အတိုင်းဒါထိဆက်သွားဖို့စမ်းသပ်ရှိလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ပေဒါလာကတော့သူမရဲ့အောချလောက်စရာဆုံးဖြတ်ချက်တွေလောက်ရက်တွေကိုကျွန်တော်တို့မြင်တွေ့နိုင်ပါသေးတယ်။ဒါကြောင့်မို့အချိန်ကိုသာဆက်ပြီးတော့စောင့်ကြည့်ကြတာပေါ့။အားလုံးကိုကျေးဇူးတင်ပါတယ်။